မင်္ဂလာပါအခုမြင်နေတဲ့ပုံကားကြတော့ Nobel ဆုချင်းငင်းချောင်းရေးဆုချင်းမင်းတယ်လားပေါ့သူကအာငင်းချောင်းရေးဆုချင်းဖြစ်ပြီးတော့မှသူဒီဟိုသူ့ရဲ့ဂျူနိုင်ငံလူ့ဖို့အတွက်ကပလီနိုင်ငံပေါ့နော်လူ့ဖို့အတွက်ဒီသူငင်းချောင်းရေးရအောင်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးလူလိုက်ရေး ရတော့အောင်စူးစမ်းသွားတယ်အဲတူတယောက်မင်းနယ်လာပေါ့နာမည်ကြီးပါတယ်နိုင်ငံရေးနဲ့ပဲအဲ့တော့သူ့ရဲ့လက်တန်းမှာဒီအရေးပိုလေးပါနေတာတွေ့ရမယ်နော်အဲ့တော့ကျွန်တော်တို့ကလက္ခဏာကိုလေ့လာတဲ့အခါမှာဗုဒ္ဓဟူးကျုပ်ခုံနဲ့ပတ်သက်ပါတယ်ဒီဗုဒ္ဓဟူးကျုပ်ခုံလက်တန်းဆိုတဲ့အရာကသူကမိဖွဲ့တာတချို့တော်တယ် ရှုညာနာဒါကပုဒ္ဓဟုကျုခုံနဲ့ပတ်သက်တယ်ဗျဒီပုဒ္ဓဟုကျုခုံကအဲသူကအသုံးပြုနိုင်ဒီပုဒ္ဓဟုကျုခုံကဟိုပညာရေးသမားဆိုလို့ရှိရင်လည်းပဲအသွက်ချက်အတွဲသူကအသုံးပြုတယ်ဒီပုဒ္ဓဟုကျုခုံကိုအဲ네ပဲလိုက်ပေါ့ဒီပုဒ္ဓဟုကျုခုံကိုအသုံးပြုပုံကပညာရေးသမားဆိုအတွက်ချက်တွေကိုအသုံးပြုမယ် အရေးအတာတွေအချက်လက် information ချဖွေတဲ့နေရာမှာသုံးဖြတ်တဲ့နေရာမှာတော်ကြတယ်ဒီလိုမျိုးသူတို့အသွေးသုံးချတယ်စီပွားရေးဓမ္မဆိုလို့စီပွားရေးမြင့်စုချဖို့အတွက်ပွားအသွေးဖို့အတွက်ဒီလိုမျိုးသူရဲ့ဘုဒ္ဓဟူးချုပ်ကိုအုံပြုတယ်အဲနိုင်ငံရေးဓမ္မနဲ့ပေဓမ္မနဲ့ဆိုလို့ကျောဟောပြောစွန်ကြီးတွေဒါတွေကိုသူတို့ကအသုံးချပါတယ်စီယုံတဲ့အာမျိုးတွေအသုံးချတယ် အနုပညာသမားတွေဆိုလို့ချင်းတော်လက်ဖြက်လက်တဲ့ပုံစံအမူအရာကျွယ်ဝမှုကိုသူကဒီဗုဒ္ဓဟူးချုပ်ခုံကသူကပြတယ်ပြအဲ့တော့ဒီဗုဒ္ဓဟူးချုပ်ခုံတကူတန်းနဲ့တော့ကျွန်တော်တို့ကအဲသုံးဖြတ်လို့မရဘူးဒီဗုဒ္ဓဟူးချုပ်ခုံကတည်တော်လက်ပုံစံကောင်းခြင်းမကောင်းခြင်း ဒီလက်မတွေတခုချင်းစီသွဲထုတ်ပြီးတော့မှဗုဒ္ဓဟူအဲလက်တန်းလက်တကြွယ်လက်ကလေးလက်ဖွားမှာရှိသောကျုပ်ကုံတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့အတီးတီးအတကားတကားသုံးဖြားရတာပဲအဲ့တော့ကျွန်တော်တို့ကကြည့်လိုက်တဲ့လက်မအားတွေဘယ်လိုနေထားလဲလက်ဖွားကဘယ်လိုမျိုးလဲကျုပ်ကုံကဘယ်လိုမျိုးလဲလက်ကလေးတို့တခုခွဲတခုချင်းတခုချင်းခွဲစိတ် ဖြတဲ့အခါမှာသူကပညာရေးဘက်မှာအာသန္တလာနိုင်ငံရေးဘက်မှာအာသန္တလာစီးပွားရေးဘက်အာသန္တလာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကအပြစ်ထုတ်ပါတယ်မိသွေအနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ချင်းဒီဗုဒ္ဓဟူးကျုပ်ခုံနဲ့ပတ်သက်ပြီးတော့ငွေချနိုင်သောစီးပွားရေးဓမ္မလက်ပုံစံဆိုလို့ချင်းငွေချနိုင်သောတော်တာပေါ့ဗျာကျွန်တော်လက္ခဏာစကားနဲ့ပြောမယ်လက်ဘွားဒသနိကစစ်စစ်ဆိုပါဆိုလက်ဘွားဒသနိကစစ်စစ်ဆိုလို့ချင်း အဲဒါသူကပညာရေးတွေအသုံးချလိုက်မယ်နော်သူကအချက်လက် formation တွေတမိုင်းတွေကျော်ကျော်ဝဝသူသူသူများတကမမြင်တဲ့ကွဲတွေကိုခြာလွယ်လွယ်ကူကူဖြစ်အောင်သူအချက်လက် formation ကိုစုဆောင်းတဲ့နေရာမှာသူအသုံးချလိုက်မယ်ဗျသူစီစုဆောင်းနိုင်စွမ်းအားကိုသူအသုံးချလိုက်မယ်ဒါကကြတော့ကျွန်တော်တို့ကအဲ lab ဘွားပေါ်မှာခုပါလက်လက်တန်း ဒီဗုဒ္ဓဟူချက်ကိုအားကောင်းခြင်းတွေရောဗုဒ္ဓဟူချက်ကိုဒီလက်တန်းချေခြင်းတွေရောဗုဒ္ဓဟူချက်ကိုအားကောင်းခြင်းတွေရောကောင်းမွန်သောဗုဒ္ဓဟူချက်ကိုဖြစ်မဲ့ဆိုလို့ချေကျွန်တော်တို့လိုမျိုးစဉ်းစားတာပါမိဆွေအနေနဲ့စိတ်ဝင်စားတဲ့သူတို့ကျွန်တော်ဖျားပါကျွန်တော်ကလက္ခဏာဆရာအထူးပြုဝင်းကြော်ပါဗျာ